မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးကလက်ရှိယာရုကနေနှုတ်ထွက်ခွင့်ပြုဖို့နိုင်ငံတော်သမ္မတတန်ဖေဖော်ဝါရီလ20ရက်နေ့ကနှုတ်ထွက်စာတင်လိုက်ပါတယ်ဒီသတင်းကိုတော့ကြော်ဆိုးပေးပို့ထားပါတယ်ရှင်ဖွဲ့စည်းပုံကြီးကောင်ပရိပုံမှ264ပုံမှခွဲကနဲ့တိုင်းနေသားကြီးသူမဟုတ်ပြည်နယ်ဆိုးရဖွဲ့ဥပဒေပုံမှ52ပုံမှခွဲကအရမွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးဟာမိမိသဘောဆန္ဒလျောက် ပြည်내ဝန်ကြီးချုပ်ရာထူးမှနှုတ်ထွက်ခွင့်ပြုနိုင်ပါရန်ဆိုတဲ့နှုတ်ထွက်စာကိုဖေဖော်ဝါရီ20ရက်ကနိုင်ငံတော်သမ္မတထံစတင်လိုက်တာပါသူရဲ့ဥပဒေနဲ့အညီပဲနိုင်ငံတော်သမိုင်းရှင်ကိုနိုင်ငံအစိုးရအဖွဲ့ဟာသူရဲ့ဟိုဝင်ကြုတ်ကနှုတ်ထွက်ခွင့်ပြုလိုက်စာတင်ပေးပါတင်ပြီးပါဝင်ကြုတ်ရာထူးမှနှုတ်ထွက်စာကိုနိုင်ငံတော်သမ္မတကလက်ခံရရှိလို့တည်ပြုပြီးရင်တော့လက်လက်သွားတော့မဲ့မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာကိုသမ္မတကပဲပြန်လည်ရွေးချယ်ခန့်အပ်ပေးရအောင်ပါရာထူးတော်မလွယ်ပြောင်းခင်ကာလမှာတော့ နောက်ထပ်တော့မဲ့လက်ရှိမော်ဘီနယ်ဝန်ကြီးချုပ်ကပဲတောင်းပန်ထမ်းဆောင်နေရအောင်ပါတနေ့မပြည့်ခင်ဝန်ကြီးချုပ်တောင်းမှနောက်ထပ်စာတင်ခဲ့တဲ့ဦးမင်းမင်းဦးဟာပြည်သူတွေရဲ့တိုင်ကြားမှုတွေခံထားပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့လစ်လာတော်တဲ့ရေးကော်မတီမှဆစ်ဆဲလို့အပြည့်ရှိကြောင်းသတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်လည်းတော်တော်မဲ့မော်ဘီနယ်ဝန်ကြီးချုပ်နေရာအတွက်ကြိုက်ထုံမျိုးနဲ့မဲဆန္ဒနယ်မှာပြည်နယ်လွတ်တော်ကိုယ်တော်လှယ်တောင်တာအေးဆန်ကိုပြည်နယ်ဝန်ကြီးချုပ်ဖြစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဘိုဟိုကော်မတီကအဆိုပြုထောက်ခံထားပါတယ်။ ဗဟိုကော်မတီရဲ့အဆိုပြုထောက်ခံတာကိုနိုင်ငံတော်သမ္မတကရွေးချယ်ပြီးမွန်ပြည်နယ်လွတ်တော်တွင်အတည်ပြုပြီးပါကဒေါက်တာအေးဇဟဟာမွန်ပြည်နယ်ဝန်ကြီးချုပ်တာဝန်ကိုဆက်လက်ထမ်းဆောင်ရတော့မှာပါဒီအဆိုရတက်တန်းဒီတစ်နှစ်မှာကျွန်တော်တို့မြင်တဲ့အမြင်အရာပြောရင်အခုနကျွန်တော်ပြောတဲ့ရှင်မရောက်ဘူးဆိုတာဒီအောက်ချုပ်ရေးပိုင်းဆိုင်ရာဒီမွန်နန်းတွေရဲ့အားကထင်သလောက်ခရီးမပေါက်ခဲ့ဘူးအဲဆိုလိုတာကပြည်နယ်ဆိုရအဖွဲ့အနေနဲ့ကောင်းကောင်းမွန်မွန်ဒီတရားဥပဒေစိုးမိုးရေးပိုင်းကို ဟိုတကယ်အတင်းတင်းကြပ်ကြပ်ကြီးကင်တွယ်ဆောင်ရွက်နိုင်စွာအားနေခဲ့ဒါလေးကျွန်တော်မြင်အဲ့တော့ဒီတရားဥပဒေစုံမမှုအပိုင်းအခြေပြချစာမှုအပိုင်းကိုတော့သူ့အနေနဲ့ဇောင်းပေးပြီးတော့လှုပ်စီခြင်းလေလှုပ်နိုင်မယ်လို့လည်းကျွန်တော်ယူဆတယ်နော်ဆိုရတဲ့တန်းငါးနှစ်တာကာလအတွင်းလက်ရှိမော်ပြည်နယ်ဝန်ကြီးချုပ်ကတနှစ်မပြည့်ခင်ရာထူးမှနှုတ်ထွက်သွားတော့ငားရလာမယ့်ဝန်ကြီးချုပ်တွေကဝန်ကြီးချုပ်သက်တမ်းလေးနှစ်ကျော်တာဝန်ဆက်လက်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ကျွန်တော်ကျော်စိုးမန္တလေးကနေသတင်းပေးပို့ထားပါတယ်။